ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတတ်တဲ့အားလုံးမင်္ဂလာပါအာနီစလိုရဲ့ Liverpool ကတော့အမှတ်ပေး Champion Supply ရပိုးနီးသက်သက်နီးသွားပြီဖြစ်တယ်ဆိုတော့အခုအင်ကွင်းမှာ Liverpool က West Ham နဲ့ကန်ရတယ်ဆိုတော့ဒီပွဲကတော့အမှတ်တိုင်းပြောရင်ပထမပိုင်းမှာ Liverpool ကတော်တော်လေးကောင်းမွန်ကစားခဲ့တယ်တကယ်ကိုလီဗာပူးရဲ့ဒီယာတီစတန်ဒတ်ရှိခဲ့ပေမဲ့ဒုတိယပိုင်းမှာထုံးစံအတိုင်းဒီယာတီမှာလီဗာပူးကျလာတဲ့ပုံစံယာဂန်ကလော့ လက်ထက်တုန်းကလေဒီချိန်လောက်ဆိုရင်တို့ငြင်းတဲ့ချေကြလေးရှိလို့အခုလဲအာနီစလို့အတင်ကဒုတိယပိုင်းမှာတော်တော် struggle ဖြစ်တယ်။ဝက်ဆန်ကအတင်းကြီးတွေဆိုအမြဲတမ်းဒုက္ခပေးနိုင်တဲ့ quality player အထူးသဖြင့် Jarabo Wen တို့ Mohammed Kudu ဆို even နောက်ဆုံး Juan Basa ကတော်တော်လေးကောင်းနေ။နောက် Wesson ဟာဒုတိယပိုင်းတစ်ပိုင်းလုံးမှာ Liverpool ကို knock the door တစ်ချောင်းလုံးလုပ်နေတာ။ Liverpool ကပထမပိုင်းတော့က Mosales ဖန်ပေးတဲ့တလုံးတည်းသောဂိုးနဲ့ဦးဆောင်ခဲ့တယ်။အဲ့ဒါကို Luis Diaz လှလပပပိတ်သွားတယ်။ဒါပေမဲ့ ဝက်ဆန်ကိုသမားတော်တော်လေးကောင်းတာမှန်ပေမဲ့လီဗာပူးကဝက်ဆန်ကိုချန်စီအများကြီးမှအများကြီးပေးတာဒါမထင်မှတ်ပဲနဲ့ဝက်ဆန်ကတောင်းလျှောက်တိုက်နေရင်းနဲ့မှပွဲပြီးခံဒီမှာဗန်ဒိုင်းနဲ့အန်ဒီရောဘစ်ဆန်နားလည်မှုကနေအမားဖြစ်ပြီးတော့မှအုံကိုပေးရတယ်ဒါတော့မှတော့ဝက်ဆန်က1 by 1လွတ်သွားတဲ့အလုံးပေါင်းမနေဘူးကိုယ်တော်မအလစင်ဘက်ကသာမကယ်ရင်လီဗာပူးဟာဒုတိယပိုင်းမှာနှလုံး၃လုံး၄လုံးမကပေးရတယ်အထူးသဖြင့် ကူဒုစ်ပေါ့လေကူဒုစ်ကကျွန်တော်မှတ်မှတ်ရရအာဆန်နဲ့ပွဲတော့တော်တော်ကောင်းတာဗျာဒီကစားမကတကယ်အသင်းကြီးရောက်မဲ့ကစားမပဲသူ့ရဲ့တိုးအားယုံအား individual skill ဒါသူ့ဘောလုံးကိုကောင်းကောင်းနဲ့နိုင်ထားတယ်နောက်သူ့ချီကဘောလုံးတောင်းတောင်းလုလို့မရဘူးဝက်ဆန်ကလီဗာပူးကိုတော်တော်ဒုက္ခပေးတာလီဗာပူးတိုက်စစ်ကဆာလတ်စ်ကနောက်ဒါ DS ကတစ်ဖက်ကဘယ်လိုပြောမလဲဆိုတော့ဒီဂျိုတာရဲ့တွဲပြီးတော့မှ support line နေရာမှာဒါဒီကာတီဂျုံတုံးလဲပြီးတော့မှ ခွင်းလက်ကတော့ grammar batch နဲ့ alexis maclasa ထားပြီးတော့မှ simicat ကိုဟိုဘက်က corner practice နဲ့တွဲပြီးတော့ဒီ center back ကတော့ van tie နဲ့ခနာတေးပေါ့လေဂိုးသမား alison western ကတော့သူတို့တိုက်စစ်ပါ jaro bowen ကိုထားပြီးတော့ပခက်ထားနဲ့ခူဒုစ်နဲ့ပခက်ထားလည်းတော်တော်လေးကောင်းတယ် western ကအထူးသဖြင့်ဒီနေ့ဒုတိယပိုင်းမှာသူ့ရဲ့ tactic grand portai tactic ကိုကြည့်လောင်းဘောပဲချပေးတာ ဒါလိုက်ဖုတ်ဘောကစားတယ်ဘောလုံးရတာနဲ့လောင်းမောချတယ်လေဘဘူးနောက်တန်းနေကြားထဲမှာဖြတ်ပြေးတယ်အဲ့ဒါကပထမပိုင်းတော့အလုံးအလုံးမဖြစ်ပေမဲ့ဒုတိယပိုင်းမှာတော်တော်လေးအလုံးဖြစ်တယ်။ဘာကြောင့်လဲမသိဘူးလေဘဘူးရဲ့ performance ဟာဒုတိယပိုင်းမှာတိတိတသာကျသွားတာ။ကစားပုံကလုံးဝကိုတိတိသာကျပြီးတော့လေဘဘူးကဂိုးပြန်ပေးရမယ့် chance အချိန်ပေါင်းမနေဘူး။ဒါမဲ့လေဘဘူးအသင်းရဲ့ဒါဘယ်လိုပြောမလဲ။ လက်ရှိအတီထားမှာ right back ကလည်းတော်တော်လေးအားနေတယ်။ဒါ corner bradley ရောနောက် consar ရောပါ။ဘာလို့ဆိုလီဗာပူးရဲ့အိုက်ပက်ချန်တောင်းလျှောက်ဖောက်ခံရတာနောက်တစ်ခုကလီဗာပူးအသင်းကဒါအခုလက်ရှိအနေထားရဘယ်လိုပြောမလဲဆိုတော့ဟိုသူတို့ကိုယ်တိုင်လည်းတိတ်ပြီး pressure မရှိတာလည်းပါပါဘို့လေသူတို့နှစ်ပွဲနိုင်6မှတ်ဆို champion ဖြစ်ပြီ။ champion ဖြစ်ပြီ။ဒါတော့မှပြီးလာမယ့်ပွဲစဉ်မှာသူတို့ကသူတို့အလုပ်ကိုသူတို့နှစ်ပွဲနိုင်ပြီးဂျားထဲမှာအာဆွေသာရှုံးသွားရင်လည်းသူတို့က champion ဖြစ်နိုင်မယ့်အခြေအနေရှိတယ်။ဆိုတော့ဒါအခုလက်ရှိမှာလီဗာပူးအတွက်အဓိကတော့ job down ပေါ့လေ။ ကလင်းရှိကတော့နာပျောက်ဆုံးပဲပျောက်ဆုံးတယ်ဘာလို့လဲဆိုတော့ဟိုပြိုင်ဘက်အသင်းကိုသူတို့တော်တော်ကို chance ပေးရတဲ့အတွက်ကြောင့်ပဲဒါပေမဲ့ Liverpool ရဲ့ fire power attacking ဘက်မှာ fire power Mosalas ကကျွန်တော်ခုနအမြဲပြောလို့ပေါ့လေ Trent Alexander Arnold နိုင်ငံရပြီးကလေးက Salas ကတွင်းကိုပျောက်သွားတာဘာလို့ဆိုတော့ Salas ကိုအမှန်တိုင်းပြောရင် diagonal ball တွေအလုံးပေါင်းပြောင်များစွာပေးတယ်ဒါ West Ham ရဲ့အဲ့ဘေဘေချမ်းကတောက်လျှောက် Salas ကို Van Dijk ကတောက်လျှောက်ပို့ပို့ပေးတာအလုံးပေါင်းမနေဘူး Mosalas ရဲ့တူးချင်း individual performance နဲ့တူးချင်းကြိုဖြစ်တာဒါပေမဲ့ ဂိုးသွင်းဝင်သူထဲမမရမရဘူးအားလုံးကသူက half chance ဖြစ်တယ်ဟိုလောက်လောက်လာလာမရဘူးသူပေးလိုက်တဲ့အလုံးတွေတော်တော်လေးကောင်းတယ်အဲ့လီဗာပူးရဲ့ဒီပွဲရဲ့ပထမအစောပိုင်းအနိုင်ဂိုးဆိုရင်ဒါ DS ကိုပေးတဲ့အလုံးဆိုတကယ်ကောင်းတယ်ဒီအသီးမှာသူ16လုံးမြောက်ဖန်တီးမှုပေးလိုက်တယ်ဒါ ဒီဘရိုင်းနာရဲ့အကြိမ်20အတွက်ကိုဒါဘာမှတော့မမလို့တော့ဘူးဒါလက်ရှိမှာဆာလတ်စကေဖန်တီမူကနေလီဗာပူးကဒီ DS ကအစိုးရတဲ့ကဥဆောင်ကိုတွင်းလိုက်တယ်အဲ့ဂိုးနဲ့ပဲလီဗာပူးကပွဲကိုအေးစစ်စစ်ကစားထုံးတဲ့တိုင်ပေါ့လေ16မိနစ်တဲ့ကဂိုးရသွားတဲ့အချိန်မှာလီဗာပူးကပွဲကိုအေးစစ်စစ်ကစားအချိန်မှာဝက်ဆန်က aggressive ပို့ဖြစ်လာတယ်ဒုတိယပိုင်းမှာ tactic ပြောင်းတယ်လောင်းဘောတွေ diagonal ဘောတွေနဲ့တခါတယ်လီဗာပူးခံစစ်ကို drive football ကစားတဲ့အခါမှာလီဗာပူးကမထိန်နိုင်ဘူးအဲ့မှာ လီဗာပူးရဲ့ဖူးဘက်တွေကတော်တော်လေးအားနဲ့လာကြာလာတယ်တော့လီဗာပူးကတေချာပေါင်းမနောင်နဲ့မှတေချာပေါင်းလဲရမယ်ဖူးဘက်တွေဖြစ်လာတယ်။ဘာလို့ဆိုတော့အရန်တိတာတယ်။ဝမ်ဘဆာကာကိုလေမန်ချက်စတာယူနိုက်တက်မှာလဲကောင်းတာတော့မှန်တယ်။ဒါပေမဲ့ အာဆန်နဲ့ကစားတဲ့ပွဲမှာရောဒီပွဲမှာဝမ်ပဆက်ကတော်တော်လေးကောင်းတယ်။သူနဲ့ခူဒူးစ်နဲ့ကတော်တော်လှုပ်တာပြီးတော့ကွန်းလေကဒီဘယ်လိုပြောမလဲ။ဂရမ်ဘတ်နဲ့မက်ကလာဆာကနောက်ပိုင်းမှာသူတို့စိုးမိုးခံရတယ်။နောက်ကျတော့လီဗာပူးကဆာလတ်စ်ကိုပါထုတ်ပြီးတော့အန်ဒိုကိုထည့်။နောက်ပို့ပြီးတော့တေချာပေါ့လေ။ဆိုတော့နီးပြားကဂျုံးစ်ကိုနောက်ပိုင်းမှာလဲပြီးတော့ဆပ်ပေါ်ဆိုင်ဝင်လာတယ်။အပြောင်းလဲတွေလုပ်တယ်။ကွန်ဆက်စ်ရိုးပါရိုးဝင်လာတယ်။ဒါပေမဲ့ပွဲကဝက်ဆန်ဂိတ်ဒုတိယပိုင်းတပိုင်းလုံးဝက်ဆန်ဖြစ်ပြီးတော့ဒါအဆုံးသက်မှာမထင်မှတ်ပဲနဲ့အုံကို cross town နဲ့ ဗန်ဒိုက်ဖြတ်တားတာကိုအန်တီရောဘစ်ဆင်နဲ့ထိပြီးတော့မှအုံကိုဖြစ်သွားတယ်။ဒါပေမဲ့လီဗာပူးကဘာကြောင့်ချန်ပီယံဖြစ်လဲဆိုတော့အဲ့ဒါပဲ။ချန်ပီယံမှာရှိသင့်ရှိတိုက်တဲ့ character ချန်ပီယံမှာရှိသင့်ရှိတိုက်တဲ့ respond အမြဲရှိတယ်။ဒါအဲ့ goal ပေးရပြီးပြီးချင်းမှာ goal ပေးလိုက်တဲ့ချိန်တော့သူတို့အချိန်ကောင်းပဲ။ဒါ86မှာ goal ပေးရတယ်တောက်လျှောက်တိုက်တာအဲ့မှာ corner သုံးလုံးလောက်ရတာစတိုက်တိုက်တယ်တိုက်တယ်တိုက်တယ် corner သုံးလုံးရတယ်။အမှန်တမ်းပြောရင် gap ကိုကရိုးတော်ရိုးလာပြီ။အတွင်းကိုဘဲကိုထုတ်တယ်အထက်ကိုပြန်ဝင်တယ် လမ်းကံမယ်ဂဘူကအစောပိုင်းတော့တော်တော်လေးအလုပ်ဖြစ်တယ်ဒါပေမဲ့အခုသူဒန်ယာကပြန်လာပြီးကဲသူအရင်မကောင်းတော့ဘူးဗျာဂျိုတာလည်းအလောက်ကြီးအာမကွာဘူး DSK ရုံးကတိုးကတော့ကောင်းတယ်ဒါပေမဲ့လီဗာပူးရဲ့ဆက်ပီစီကတော့တကယ်ကောင်းတယ်မက်ကလာဆာပို့လိုက်တဲ့အလုံးကွက်တီပဲဗာဂျဲဗန်တိုက်ကောင်းမို့ကွက်တီပဲကြာပြီးတော့ကောင်းတိုက်သွားတယ်ဗန်တိုက်သူ့အမအကြောင်းကိုပေးလိုက်ရပြင်ပဲသူ့ကြောင့်ပဲကိုသွင်းတယ်ဒါဒီယာဒီမှာဒုတိယမြောက်ကိုပေါ့လေအမရိတ်မှာအာဆယ်ကိုကိုသွင်းပြီးတော့ဒါကူသူ့ရဲ့ဒုတိယမြောက်ကိုနဲ့အာနီစလော့ကအခု လာမယ့်နှစ်ပွဲနိုင်လို့တကယ်လို့ Ipswich Town နဲ့ပွဲမှာ Arsenal ချေချော်ရင်ချန်ပီယံဖြစ်ပြီးအဲ့လိုမဟုတ်ဘူးဆိုရင်သုံးပွဲနိုင်ရင် Liverpool ကအကြိမ်20မြောက်ချန်ပီယံဆူဖလာကိုရရှိဖို့လက်ကမ်းအလိုဖြစ်ပါပြီအားလုံးကျေးဇူးတင်ပါတယ်